ဒီကနေ့မှာတော့ DVB သတင်းဌာနမှတင်ပြထားတဲ့ဆောင်းမရှင်ထွန်းရဲ့တနက်ယဉ်ကျေးမှုနဲ့မြမကံကြမဆိုတဲ့ဆောင်းမလေးကို တင်ဆက်ပေးကြပါရစေ။ဒီဆောင်းမလေးကိုတင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့ဆောင်းမရှင်ထွန်းလင်းအားဒေစာစွာ ခွင့်တောင်းအပ်ပါရစေ။ပထမပြည်တွင်းစစ်မီးကိုကြော်ငိမ့်နဲ့ဘတ်စရီကမှွေးခဲ့တယ်လို့ဆိုတဲ့ Facebook post တစ်ခု မကြသေးခင်ကလိုင်းမောတက်လာတယ်။ ယေသူက88မျိုးဆက်ကျောင်းသားတဦးမှု အသက်50ကျော်အရွယ်နိုင်ငံရေးဖြတ်တမ်းမှုတစုံတရာရှိသူတဦးရဲ့ပြည်တွင်စစ်မှတ်ချက်ကျွန်တော်တို့ငယ်တုန်းကဖက်ခဲမှတ်ခဲ့တဲ့လဝဲစာအုပ်တွေကဒီနေ့ထိတိုင် သူ့ကိုလွှမ်းမိုးထားစေမှုအံ့အားသင့်ရပါတယ်လက်ညာဆိုရှယ်လေအချောင်းတမားကြော်ငိမ့်တဲ့ဘတ်စရီကိုချိန်မုံးကြဆိုတဲ့ရှိသယောအခါကရဲရဲတောက်ကျွေးကြော်တန်ကိုလည်းအရှင်လက်လက်ပြန်ကြရတယ် လွတ်လပ်ရေးနဲ့အတူလက်ဝဲလက်ရအပြုတ်တိုက်အမြင့်ဖြတ်ချွန်းချမ်းဆိုတာမျိုးမရှိပြည်တွင်းစစ်ရဲ့တရားခဏ်ဟာဒင်းမဲဆိုတဲ့အပြန်အလှန်လက်ညှိုးငေါငေါထိုးအဖြေထုတ်ပြည်တွင်းစစ်မီကိုမြိုက်ပေးတဲ့အချက်အလက်များစွာရှိပေမဲ့နိုင်ငံရေးပညာရှင်ဒေါက်တာဘမော်ရဲ့မှတ်ချက်ကပြည်တွင်းစစ်မီရဲ့အရင်အမြင့်ဒုတိယကမ္ဘာစစ်ကာလကိုဖျက်တမ်းလာခဲ့ကြတဲ့ဗမာလူငယ်တွေလက်နက်ရဲ့အရာတာကိုကောင်းကောင်းသိသွားကြပြီး ကြေတနာတွေကိုနိုင်ငံရေးနှီးနဲ့ဖြည့်ရှင်ဖို့မစင်းစားကြတော့ဘဲဒဏ္ဍကိုင်ထကြွနှီးနဲ့သာဖြည့်ရှင်ဖို့ထက်တန်နေကြပြီတဲ့ဒေါက်တာဗမောကဆိုရင်လဝဲလက်ရနိုင်ငံရေးသမားတွေကသမိုင်းတရခံကိုသာအညွန်တကြီးရှာဖွေခဲ့ကြလေတော့ကိုယ့်ရုပ်ကိုမှန်နေရဲရဲကြည့်ဖို့ကိုပေါင်ကိုလှန်ထောက်မှုဆိုတာမီလီယံနေခဲ့ပုံအာနာဟာတနက်ပြောင်းဝါကနေသာ ထွက်လာမယ်လို့အလွတ်ကျပ်ဖြေဆိုခဲ့ကြလေတော့ဟုံးဟုံးတောက်နေတဲ့စစ်မီတဲ့ ဓာတ်ဆီလောင်းနှိမ့်သက်ခြင်းသာတက်နိုင်ခဲ့ကြတယ်။ဒေါက်တာလက်နက် AI လက်ဖွဲ့တွေဟာနေမွေအင်ပါယာကြီးအထွန်ချင်းကိုက်တလောက်တာတက်နိုင်ကြောင်းတန်းသူလက်သမားအရေးတော်ပုံနဲ့ကျိုးစင်မော်တက်သွားတဲ့ဆရာဆန်စီကဗမာလူငယ်တွေတင်အန်ခဲ့ရတယ်။၆မြို့ကနေရန်ကုန်အထိခြိတက်ခဲ့တဲ့1300ပြည့်အရေးတော်ပုံကြီးဟာအရေးပါတဲ့လူထုတိုက်ပွဲကြီးတည်းရဲ့အဖြစ်ခန်းနာခဲ့ပေမဲ့ အဆောင်သက်တိုက်ပွဲတို့ချီရာခြေလန်းတလန်းတာဖြစ်ကြောင်းလဲတခင်လူငယ်တွေကိုတွေ့ကြုံခဲ့ရတယ်။လူငယ်တွေစစ်ပညာတက်ဖို့လိုတယ်။လူငယ်တွေရဲ့လက်ထဲတနတ်ရှိမှဖြစ်မယ်။စစ်တပ်ရှိမှ အင်္ဂလိပ်နယ်ချက်ကိုစိန်ခေါ်နိုင်မယ်လို့လဲအဲ့ဒီခေတ်ကတင်ကြားပေးခဲ့တယ်။ပင်လယ်ထဲကျသွားတဲ့အတချောင်းကိုလိုက်ရှာရတယ်လို့ဖြစ်ချင်းအဖြစ်နိုင်ငံသားထွက်တနတ်ရှာဖို့တော့ဖွင့်ကြတယ်။တနတ်ပေးမယ်စစ်ပညာပေးမယ်ဆိုတဲ့ဂျပန်နဲ့ ဖြစ်ချင်အဖြစ်လက်ချင်းချိတ်ခဲ့ကြတယ်။တနက်နေနေရဲပေါ်များများဆိုပေမဲ့ဘာပဲဖြစ်ဖြစ်တိတ်မကြတဲ့အချိန်အတွင်းအိမ်မက်ဟာလက်တွေ့အဖြစ်ဗမာတမရော်ကြီးတည်ထောင်နိုင်ခဲ့တယ်။တနက်တနက်ချင်းရှင်ပြိုင်တက်ခိုက်တော့မှ နေမွေးအင်ပါယာကြီးအိန္ဒိယပြည်ရာကြောင်းမျက်မြင်တွေ့ခဲ့ကြတယ်။ဂျပန်ပြီးတဲ့ရွှေချိန်လွတ်လပ်ရေးရတဲ့ဂျပန်ပြီးတဲ့လောက်အာနာနဲ့အစိုးရရီဘာရီလဲဖြစ်လာတယ်။ဂျပန်တင်ပြီးခဲ့တဲ့စစ်ပညာနဲ့ ဂျပန်ကိုတော်လှန်ရမယ်ဆိုပြီးမဟာမိတ်တွေနဲ့ချိတ်ဆက်ကြရပြန်နေလူကရှိပြီးသားတနက်ရှိဖို့ရနံပါတ်၁ဒုတိယကဘာစစ်ဆိုတာစပွဲဝိုင်းပေါ်မှာညင်းခုံဒီဘိတ်လောက်ကြတာမှမဟုတ်ပဲတနက်ချင်းအသက်ချင်းနိုင်ငံချင်းအုပ်စုချင်းနိုင်တဲ့သူကသွေးနဲ့ဖောက်ထားတဲ့ရှမ်ပိန်တောက်ကသမိုင်းမော်ကွန်တင် အောင်နိုင်သူတွေဒါသမိုင်းရေးကြကြောင်းအန်တင်းတင်းကျိတ်ခေါင်းငိုက်ဆိုင်ချ ဂျပန်တွေကိုဒုတိယကမ္ဘာရှစ်အပြီးမှာကောင်းကောင်းမြင်ခဲ့ကြတယ်။ဒုတိယကမ္ဘာရှစ်အပြီးတနက်ယဉ်ကျေးမှုကိုအကောင်းဆုံးထုစစ်နိုင်ခဲ့ကြတယ်။တနက်သားလင်းအာနာကို အဆုံးဖြတ်ပေးမယ်လို့ကောင်းကောင်းတည်သွားကြလေတော့ဒူဒူတိတ်တိတ်တနက်တွေစုကြတနက်ယဉ်ကျေးမှုရဲ့တိတာထင်ရှားပထမအချက်ကဂလုံးစောကိုတနက်နဲ့ပြစ်ခတ်လောက်ကြမှု အရာရဲ့အဆက်နိုင်ငံရေးအကြံဖတ်မှု ဒင်းတို့သိရင်ငါအာနာရမယ်ဆိုတဲ့ဥစောရဲ့မတော်အိမ်မှာဥအောင်စန်းနဲ့အစိုးရအဖွဲ့ဝင်တွေအတွင်းဝင်ရုံမှာတွေ့ကြောင်ရှိခဲ့ရာပြီးတော့လွတ်လပ်ရေးရတဲ့1948ခုနှစ်ထဲမှာပဲနိုင်ငံခြားရေးဝန်ကြီးဟောင်းဦးတင်ထွတ်ကားပုံးထောင်လုပ်ကြံခံရတယ်ဒီနေ့ထီတိုင်လက်သေးမပေါ်တနက်ယဉ်ကျေးမှုကတိတ်အားကောင်းလွန်လီတော့စံကျင်ဘက်အရက်ကဒီမိုကရေစီယဉ်ကျေးမှုဆိုတာကြီးခေါင်းမဖော်နိုင်အောင်ပြပြမှောက်ခဲ့ရတယ် ဒီမိုကရေစီယဉ်ကျေးမှုဆိုတာပြဿနာတွေကိုရပွဲဝိုင်းပေါ်မှာဆွေးနွေးအဖြေရှာခြင်းဆွေးနွေးမှုတချို့ရှိခဲ့ပေမဲ့အဖြေရှာခြင်းလို့ဆွေးနွေးကြတာမဟုတ်လို့လက်ညှိုးငေါငေါထိုးကြတဲ့ဆွေးနွေးပွဲတွေသာဖြစ်ခဲ့တယ်။တနက်ယဉ်ကျေးမှုကအားကောင်းလာတော့စစ်တပ်လည်းအားကောင်းလာတယ်။စစ်တပ်အားကောင်းလာတော့စစ်သားတွေကသူတို့ကိုသူတို့အသက်ပေးတိုက်ကတိုင်းပြည်ကိုကာကွယ်နေရသူတွေပြည်သူတို့ရဲ့ကျေးဇူးရှင်တွေအဖြစ် ကုကုကုဟုတ်လာပြီထင်တော့တယ်။နိုင်ငံရေးသမားတွေကအာချောင်းဘုရားတက်ဆွမ်းပြီးအဲ့ဒီလိုအာချောင်းတက်သူတွေရဲ့အာနာတီမြဲရေးအတွက်ငါတို့စစ်သားတွေဘာကြောင့်အသက်ပေးနေရတာလဲလို့လည်းမေးခွန်းထုတ်လာတယ်။နောက်တစ်ဆင့်သူတို့လောက်တော့ငါတို့လည်းတိုင်းပြည်အုပ်ချုပ်နိုင်တာပဲဆိုတဲ့ဘဝင်နဲ့တနက်ကိုခတ်တင်းနဲ့ဆုတ်ကင်လိုက်မိတဲ့အချိန်တိုင်းပြည်ရဲ့ကံကြမ္မာဟာအာနာသိမ်းခြင်းဘူတာမှာ ထိုးဆိုင်တော်တယ်။ပထမအာနာရှင်26နှစ် ကမ္ဘာအစင်းရဲဆုံးနိုင်ငံအဆင့်ထိရောက်အောင်ဉာဏ်ကြီးရှင်စစ်ဘုချုပ်တွေရှေ့စွန်းထက်ခဲ့တယ်။မတိမချင်းနေမဝင်ဘူးလို့ထင်ခဲ့တဲ့နေဝင်ကို ရှစ်လေးလုံးအရေးတော်ပုံကြီးကမြမနိုင်ငံရေးစင်မြင့်ပေါ်ကနေကန်ချနိုင်ခဲ့တယ်။ဒါပေမဲ့တိုင်းပြည်အာဏာကိုဘိုးဘွားအမွေလိုမှတ်ယူနေတဲ့စစ်တပ်ကထက်မှန်အာဏာသိမ်းကဒုတိယစစ်အာဏာရှင်ခေတ်ကို ပြည်သူအသက်တွေခြာနှင်းပြီးထူထောင်တနက်ရင်ကျေးမှုကိုလည်းလက်ဆင့်ကမ်းခဲ့တယ်။ အခုတော့တတိယအာနာရှင်ခေတ်ကိုထူထောင်ဖို့မအောင်မြင်တဲ့အာနာသိမ်းပွဲနဲ့စစ်ဘိုလ်ချုပ်တွေအိမ်မဆူးမနေတဲ့ကာလတနက်တနက်ချင်းတက်တဲ့ရှင်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းအမြင့်ဆုံးရည်စုမှတ်ကိုရောက်ရှိတနက်ရင်ကျိမှုကိုတနက်နဲ့ရှင်ကညီမြုပ်တင်းချူပြစ်မယ်ဆိုတဲ့ကြွေးကြော်တန်ကိုလေကြားရတဲ့ကာလလက်နက်ကိုကြာကြာအားကိုးခဲ့တဲ့သူတွေဟာလက်နက်ကိုအင်အားလို့ထင်သွားကြကြောင်းဒေါ်ဆန်းစုကြည်ဆိုခဲ့ဘူးတဲ့စကား ကြက်ကြက်မှတ်သားကြဖို့လိုမယ်။တနတ်တွေကြည်စံတွေရဲ့ကြားတနတ်ယဉ်ကျေးမှုဘယ်မှာလဲဆိုတဲ့မိကွန်းထုတ်တန်ကိုလည်းအကျေလောင်ဆုံးကြားနေရပြန်နေ။